တနှစ်ကုန်ပိုင်းကခင်းပြည်နယ်လေကိကော်မျိုးတက်မှာဖမ်းဆီးခံခဲ့ရကထောင်ချခံခဲ့ရပြီးပြန်လွတ်လာတဲ့မအုပ်ပင်မျိုးခံစီဒီအမ်ဝန်ထမ်း၂ယောက်ကိုနိုမာလာကိုရရနေနဲ့၁၇ရက်နေ့မှာစစ်တပ်ကပြန်လည်ဖမ်းဆီးသွားတယ်လို့မျိုးခံတွေစီကသိရပါဗျ။ထောင်ထံ၅နှစ်ချမှတ်ခံခဲ့ရပြီးစစ်ကြောရေးမှနှိပ်စက်ခံခဲ့ရတဲ့ဒဏ်တွေနဲ့ထောင်ထဲမှာရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်မုံဘီမျိုးကမိသားစုစီကိုပြန်ပြီးစေကူတာမှုခံယူနေတဲ့အချိန်မှာစစ်တပ်ကပြန်လည်ဖမ်းဆီးသွားတာလို့ဆိုပါရယ်။ ပြန်ဖမ်းခံလိုက်ရသူနှစ်ယောက်ဟာကိုနိုင်ကျော်လင်းနဲ့ကိုကျော်မော်ထွန်းတို့ဖြစ်ပြီးသူတို့ဟာထောင်ကနေလွရဲစေလို့ပြန်လွတ်လာသူတွေဖြစ်တယ်လို့အဲ့ဒီလူတွေနဲ့ထောင်တူကြခဲ့တဲ့ CDM အကြောင်းဆရာကိုမြတ်တီဟာထွန်းကပြောပါရယ် ်လက်ရှိမှာတော့သူတို့ကိုမအုပ်ပင်မြို့မှာရဲစခန်းအချုပ်မှာဖမ်းဆီးထားပြီးရာဇဇကြီးဥပဒေပုံမှ905ကနဲ့အမှုဖွင့်ထားပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းမှုကိုမလိုလားလို့ CDN ပြုလုပ်ပြီးလူမျိုးနယ်မြေတွေကိုရောက်ရှိနေကြတဲ့သူတွေကိုပြန်လည်ခေါ်ယူနေတယ်လို့စစ်တပ်ပိုင်သတင်းစာတွေမှာသတင်းထုတ်ပြန်ခဲ့ပေမယ့် CDN ပြုလုပ်လို့ဖမ်းဆီးခံရပြီးပြစ်မှုပြစ်ဒဏ်ကြားခံရပြီးသားသူတွေကိုတော့ပြန်လည်ဖမ်းဆီးအရေးယူဖို့လုံဆောင်နေတာဖြစ်တယ်လို့သိရပါပါတယ်ရှင်။ အာရခတက်တော်ထိန်းချုပ်ထားတဲ့ပလဝခရိုင်ရှင်းလဝတိုက်နယ်မှာဝမ်ရှော်ဝမ်ပြက်ယောဂဖြစ်ပွားနေသောအယောက်300နီးပါးအထိရှိလာနေပြီးအရေးပေါ်လူနာအဖြစ်အယောက်30လောက်ကိုစေဝါကူတာမှုခံယူနေရတယ်လို့ AA ရဲ့အာရခပြည်သူ့ကျန်းမာရေးဌာန AHD ကထုတ်ပြန်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်မြို့နယ်ကတွေ့တဲ့လုံးတဲ့ ကာကီကျေးရွာတွေကစတင်ဖြစ်ပွားခဲ့တဲ့ပြင်းထန်ဝမ်းရှော့ဝမ်းပြက်ယောဂဟာပလောဝမြို့နယ်အထိပြန့်နှံ့လာတာဖြစ်တယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာန HD ကထုတ်ပြန်ပါတယ်။ ။အာရခပြည်သူ့ကျန်းမာရေးဌာနကအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာဒေသအုပ်ချုပ်ရေးအဖွဲ့တွေ NGO CSO တွေနဲ့ပူးပေါင်းပြီးတော့ကုသရေးလုပ်ငန်းတွေနဲ့ရောဂါမပြန့်ပွားရေးလုပ်ငန်းတွေကိုချက်ချင်းဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့ထုတ်ပြန်ချက်မှာပြောထားပါတယ်။အာရခပြည်သူ့ကျန်းမာရေးဌာနကနိုဘာလ၄ရက်နေ့ကလေးကအနေရရှိအုပ်စုများကိုကြိုတင်ကာကွယ်ဆေးတွေတိုက်ကျွေးနေပြီးလက်ရှိမှာရောဂါသစ်92 900ခန့်အောက်ကိုကျဆင်းလာပြီလို့ HD ကဆိုထားပါတယ်ရှင်။ အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့အရှိတောင်အာရှကခရစ်တိုငွေကြေးလိမ်လည်မှုတွေကိုတိုက်ဖြတ်ဖို့ငွေလိမ်ကိုင်းတိုက်ဖြတ်ရေးအထူးလုပ်ငန်းအဖွဲ့ Scan Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်အစိုးရတာဝန်ရှိသူတွေကကြေညာလိုက်ပါတယ်။ဒီအဖွဲ့ကိုအမေရိကန်အစိုးရရှေ့နေ Jennifer Farid Bureau ကဦးဆောင်ပြီးတရားရေးဝန်ကြီးဌာန FBI နဲ့ထောက်လှမ်းရေးအဖွဲ့အစည်းတွေကတာဝန်ရှိသူတွေပူးတွဲကြေညာခဲ့တာဖြစ်ပါတယ်။ အထူးဖွဲ့ဟာမြန်မာနိုင်ငံကလိမ်လည်တဲ့စခန်းနှစ်ခုကိုစတင်နှိမ့်နှင်းနိုင်ခဲ့ပြီးထိုင်ချန်းစခန်းက website တွေကိုထိန်းချုပ်ခဲ့ပါတယ်ဒီကိစ္စမှာပေါင်းပတ်သက်မှုအတွက် DKPA Democratic ရင်ကျိုးပြတက်မတော်ကိုလည်း American ဘဏ္ဍာရေးဝန်ကြီးဌာနကတန်ခတ်ပိတ်ဆို့မှုတွေလုပ်လိုက်ပါတယ်ဒါအပြင်ထိုင်းနိုင်ငံဘဏ်ကောင်းမျိုးမှာလည်း FBI အကြီးအကျယ်တွေဟာထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံက KK Part လိုမျိုးကြားဖြန့်စခန်းတွေကိုတိုက်ဖြတ်ဖို့လှုံ့ဆော်နေတယ်လို့ဆိုကြပါတယ်ရှင် အပြပီဆိုင်ရာအရာဇဝတ်တရားရုံးအနေနဲ့ဆေးဥစုခေါင်းဆောင်မင်းအောင်လှိုင်ကိုအကြံဖက်ဆေးရဇဝတ်သားအဖြစ်ဖမ်းဝရမ်းထုတ်ဖို့ချက်ချင်းဆုံးဖြတ်ချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်နိုမာလာ၁၇ရက်နေ့ကနယူးယောက်မြို့မှာကျင်းပတဲ့အကြိမ်၈၀မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာဆုံးကြီးအစည်းအဝေးရဲ့အပြပီဆိုင်ရာရဇဝတ်တရားရုံးရဲ့အစီရင်ခံစာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးမှုမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ 2024ခုနှစ်နိုဝင်ဘာလကအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့တရားစွဲရာရှိကအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ဖို့တရားရုံးကိုရှောက်ထားခဲ့မှုဟာမြမပြည်သူတွေအတွက်မျှော်လင့်ချက်တွေမြင့်တက်ခဲ့ရတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းတနင်္ဂနွေနေ့ကြာမြင့်တဲ့အချိန်ထိတရားစွဲရာရှိရဲ့ရှောက်ထားချက်နဲ့ပတ်သက်ပြီးတိုးတက်မှုတွေမရှိသေးတဲ့အတွက်ပြည်သူတွေရဲ့စိတ်ပျက်မှုတွေကြီးမားလာခဲ့ရတဲ့အတွက်တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်ရှင်။ မန္တလေးတိုင်းစင်ကူးမြို့နယ်ကမလဲရွာစာတင်ကျောင်းကိုမရရမြို့နယ်ကစစ်ရှောင်တွေရောက်နေတဲ့အချိန်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ရှောင်အရက်သား9ယောက်သေဆုံးသွားခဲ့လို့ဒေသခံတွေစီကသိရပါဗျ။နိုဘာလ12ရက်နေ့ညပိုင်းကတိုက်လေရင်နဲ့ဘုံကျဲသွားခဲ့တာဖြစ်ပြီးအရက်သား9ယောက်သေဆုံးကနောက်ထပ်9ယောက်ထပ်မနေတမ်းရရှိခဲ့တယ်လို့စာတင်ကျောင်းနဲ့အဆောက်အဦနှလုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါရယ်။ ပုံစံထိမှန်သူတွေထဲမှာကလေးငယ်တွေလည်းပါဝင်ပြီးတရားအပြင်းထန်ရရှိခဲ့ကြတယ်လို့စင်ကူးဒေသခံတယောက်က TV ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာလည်းစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာစတင်ကျောင်းနဲ့ညောင်ကုန်းရွာတွေကိုစစ်တပ်ကပုံကျဲခဲ့တာကြောင့်အမျိုးသားတယောက်အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့တယ်လို့နောက်ထပ်6ယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စီကသိရပါရယ်။ မထရမြို့နယ်ကိုစစ်ကောင်မရှင်တပ်တွေပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်လေကြောင်းကနေလည်းဘုံတွေကျဲနေတာကြောင့်ဒေသခံတွေဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါရဲ့ရှင်။ American ဗန်နာယေးဝန်ကြီးဌာနကမြန်မာနိုင်ငံက TKPA တိုင်းဒါလက်နက်ကိုင်တပ်ဖွဲ့ကခေါင်းဆောင်၄ယောက်နဲ့ထိုင်းအခြေဆိုင် 20Asia နဲ့ Truckstar Company ပိုင်းထိုင်းနိုင်ငံသားတအုပ်ကိုပါတန်ခတ်အရေးယူလိုက်တယ်လို့နိုဘာလ12ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြားပြန့်လုပ်ငန်းလို့လူသိများနေတဲ့ online လေလေမှုစင်တာတွေဟာမြရီမြို့နာကနမဲဆိုးနဲ့ကြော်ကြတဲ့ KK ပတ်တုတ်လိုနေရာတွေအပြင်ထိုင်းချန်နဲ့ဟွန်ညာခြံဝင်းနေရာတွေမှာအခြေစိုက်ပြီးတချို့နေရာတွေကို DGB ကလုံခြုံရေးပေးထားတယ်လို့အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ထိုင်းချန်ခြံဝန်းကို DGP ကပုံမှုချုပ်ဆိုင်းကျော်လှနဲ့ထိုင်းနိုင်ငံမဲဆောက်အခြေဆိုင် Trend Asia Company Director ဖြစ်သူ UGN ကျန်လို့လူသိများတဲ့ထိုင်းနိုင်ငံသားခြံမှုစာဝန်တို့ကတည်ထောင်ခဲ့ပြီး နောက်ွယ်မှာလည်းတရုတ်ရာဇဝတ်ခိုင်းတွေနဲ့ဆက်ဆက်မှုရှိနေတာကြောင့်အေးအေးယူတန်းခတ်ခဲ့တာဖြစ်တယ်လို့အကြမ်းဖက်မှုနဲ့ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးဌာနရဲ့ဗန်နာရေးဌာနလက်ထောက်အတွင်းရေးမှူးဂျွန်ကေဟာလီကပြောကြားထားပါတယ်။ တဆက်ထဲမှာပဲ DKB ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့စေဦးစီးချုပ် Sosty စေရေးချုပ် Sosain ဝင်းနဲ့စေဦးစီးအရာရှိချုပ်ဘိုးချုပ် Sosan အောင်တို့ကိုလည်း online နေလဲမှုကနေရရှိတဲ့ငွေတွေကိုတိုက်ရိုက်အကျိုးအမြတ်အဖြစ်ရယူထားတာကြောင့်အရေးယူတက်ခတ်မှုစီးရင်ထဲမှာထည့်သွင်းခဲ့တာဖြစ်ပါတယ်ဒါ့အပြင်အမေရိကန်တရားရေးဌာနက FBI တို့နဲ့ပူးပေါင်းပြီးမြန်မာ ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြားဖြတ်လို့ခေါ်တဲ့ online ငွေလိမ်မှုစင်တာတွေကိုနှိမ်နှင်းပုံ scan center strike force ဆိုတဲ့အထူးတပ်ဖွဲ့ က်တစ်ခုကိုလည်းဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ချက်ထဲမှာကြေညာခဲ့ပါတယ်ရှင်။2025ခုနှစ်ဧပြီလအတွင်းမြန်မာစစ်ကောင်းဆောင်ရဲ့ဘန်ကောက်ခီးစင်အတွင်းမှာဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာလုံသား၂ယောက်ဖမ်းဆီးခံရတာ9လကျော်သွားပြီဖြစ်ပြီးလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ကာယကံရှင်တွေစီကသိရပါဗျာ။ ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထိုင်းနိုင်ငံဘန်ကောက်ဘင်းစတက်အစည်းအဝေးခီးစဉ်အတွင်းမှာဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံသား၂ယောက်ဖြစ်ကြတဲ့ကိုဖြိုးပိုင်နဲ့ကိုနာနိုင်စိုးတို့ဟာ Thai IDC Immigration Detention Center မှာထိန်းသိမ်းခံထားရတာ9လကျော်ရှိသွားပါပြီ။သူတို့နှစ်ယောက်ကိုဆန္ဒမပြခင်ရှန်ဂရီလာဟိုတယ်နားမှာထိုင်းအာဏာပိုင်တွေကလာရောက်ဆစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီးသူတို့ကိုနှစ်နိုင်ငံချစ်ချည်ရေးပြတ်ပြားစေမှုထိုင်းနိုင်ငံဒီတန်းခိုင်မြဲရေးကိုထိပါစေမှု ထိုင်းနိုင်ငံလူမှုအတိုင်းအဝိုင်းကိုမညီမသက်အနေရဖြစ်စေမှုထိုင်းနိုင်ငံသားတွေရဲ့လုံခြုံရေးကိုအနေရဖြစ်စေမှုအပါအဝင်အမှုပေါင်းခုနှစ်မှုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။သူတို့အမှုအတွက်အော်တိုဘာလတုန်းကအာမခံပယ်ချထားခံရပြီးလက်ရှိမှာအယူခံတင်ထားတယ်လို့ကိုနန်နိုင်စိုးကပြောပါတယ်။ဖန်စီခံထားရတဲ့ကိုဖြိုးပိုင်နဲ့ကိုနန်နိုင်စိုးတို့နှစ်ယောက်ကို UNHCR ထိုင်းလန်ကမြန်မာနိုင်ငံစီကိုနေရပြန်မဖို့အောင်အကာအကွယ်ပေးထားပြီးထိုင်းလူအခွင့်အရေးရှိနေအဖွဲ့ကလည်းအကူအညီပေးနေတယ်လို့သိရပါတယ်။ဖန်စီခံထား တာ9လကျော်ပြီဖြစ်တာကြောင့်အမြန်ဆုံးလွတ်မြောက်ချင်တယ်လို့လည်းဖန်ဆီးခံထားသူနှစ်ယောက်က TV ကိုပြောခဲ့ပါတယ်ရှင်။အသက်73နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုကိုတွင်းတံရရရအောင်ရိုက်နှက်ခဲ့တဲ့မော်ဝီမြို့နယ်တရဲညိုပင်ရွာက မေဤတီကေဟာပိုင်ရှင်အမျိုးသမီးကိုနိုဘာလ12ရက်နေ့ကစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျ။ နိုမာလာ၁၇ရက်နေ့နေ့လယ်ကတီဂေဟာမှာစောင့်ရှောက်ထားတဲ့ခွေးလေခွေးလွန်တွေကိုအစာကျွေးပြီးအလုံးလုံးနေတဲ့အသက်၃၃နှစ်အရွယ်မိန်းကလေးကိုဂေဟာပိုင်ရှင်ဖြစ်သူဒေါ်မေဤလွင်ကတနေ့ကုန်ရိုက်နှက်ခဲ့တာမှာညပိုင်းမှာကလေးငယ်ကထွက်ပြေးခဲ့ပြီးရေတိုးကြီးရွာထိပ်မှာဒဏ်ရာရင်းနဲ့တတိလစ်လဲကျနေတာကြောင့်ကြီးရွာအုပ်ချုပ်ရေးမှူးနဲ့ကယ်ရီသမားတွေကကူညီပေးခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ အဲ့ဒီမိန်းကလေးဟာအတွင်းထံရရထားပြီးအသက်အနည်းဆုံးရတဲ့အခြေအနေမှာရှိကြောင်းနဲ့ရန်ကုန်စည်းရုံကြီးမှာလက်ရှိဆေးဝါးကုသမှုခံယူနေကြောင်းဒေသခံတယောက်ကပြောပါရယ်မေအီအန်ကစ်အနီမယ်လေဗာဂီဟာမှာမော်ဘီမြို့နယ် ဘိုးဒေါနာဂုံကြီးရွာအုပ်စုတရက်ပင်ညိုကြီးရွာရဲ့အရှိပိုင်းမှာတည်ရှိပြီးခွေးလေခွေးလွယ်အပါဝင်တခြားတရိစ္ဆာန်200ကျော်ကိုလူမှုကွန်ရက်မှာအလှူခံပြီးကျွေးမွေးစောင့်ရှောက်နေရလို့သိရပါဗျ။လက်တလုံးမှာ May and Kids Animal Lover ပိုင်ရှင်ဒေါ်မေဤခေါ်မေဤလွင်ကိုမော်ဘီမျိုးမရဲစခန်းကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်လက်စစ်ဆေးနေတယ်လို့သိရပါဗျ။ စကိုင်းတိုင်းဝက်လက်မြို့နယ်လှတော်ကျေးရွာကိုစစ်တပ်ကဒေါ်မာလာ၁၀ရက်နေ့ကစတင်ပြီးမီးရှို့ခဲ့တာကြောင့်လူနေအလုံး100နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်တပ်က၁၀ရက်နေ့ကနေ၁၃ရက်နေ့မနက်ပိုင်းအထိ၃ရက်ဆက်တိုက်နေရာတွေခွဲပြီးမီးရှို့ခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပြပါရယ် စစ်တပ်ကနော်မာလာ၁၇ရက်နေ့ကလည်းလှတော်ရွာနားကရွှေကျင်ကြီးရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာဝက်လက်မြို့နယ်ထဲမှာစစ်တပ်ကတကြောင်းကိုအင်အား120လောက်နဲ့စစ်ကြောင်း၄ကြောင်းခွဲပြီးစစ်ကြောင်းထုတ်နေတာဖြစ်ပြီးရွှေဘိုမန္တလေးကားလမ်းတစ်လျှောက်ကကြီးရွာတွေအားလုံးနေပါစပေးရှောင်နေကြရတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီးဝက်လက်မြို့ပေါ်မှာလည်းအင်အားတိုးမြင့်ချထားတာတွေလှုပ်ဆောင်နေတယ်လို့ဝက်လက်မြို့ရဲ့အရှိတ်ဘက်နဲ့အနောက်ဘက်ခြမ်းတွေမှာအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာဖြစ်တယ် ယ်လို့ဝါလက်မြို့နယ်ပါကဖပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်ရှင်။စစ်တပ်ကပြုလုပ်မဲ့အတုယောင်ရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မောက်ဖို့ရန်ကုန်မြို့ပြနေပြည်သူတွေကိုတော်လိုင်းအင်အားစုတွေစီယုံလှုံ့ဆော်ခဲ့ပါတယ်။ရွှေကောက်ပွဲကဆေးဥစုရဲ့ထွက်ပေါက်ဖြစ်တာကြောင့်ထွက်ပေါက်မပေးနဲ့လို့ပြည်သူတွေစီကိုတွားရောက်ကပြောဆိုစီယုံလှုံ့ဆော်ခဲ့တာဖြစ်ပါတယ် ပြည်သူတွေရဲ့အာဏာကိုအတင်းအဓမ္မသိမ်းယူပြီးလူလူဘဝအကျက်တဲနှိမ်ပါအောင်ရည်ရွယ်ချက်ရှိရှိလုပ်ယူခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကိုထွက်ပေါက်မပေးမိဖို့လိုကြောင်း YRF ကဆိုခဲ့ပါတယ်။2021ခုနှစ်နောက်ပိုင်းကျိမေတိခံခဲ့ရတဲ့ခံပြင်းမှုတွေ၊နာကျင်မှုတွေ၊မတည်နှက်ချက်တွေ၊ဒုက္ခတွေကိုအောက်မေ့ရင်ထွက်ပေါက်မပေးဘဲဆက်အနာရှင်စနစ်အလုံးစုံပြိုကျပျက်စီးသည့်အထိဆက်လက်တောင်းခံပေးကြဖို့မိဘပြည်သူများကိုလေးစားစွာနဲ့တိုက်တွန်းလိုက်ပါတယ်လို့ Yangon Revolution Force ကထုတ်ပြန်ပြောဆိုထား ားပါတယ်ရှင်ထိုင်းမြန်မာနယ်စပ်ကကြားဖြန့်လုပ်ငန်းတွေကိုသူတို့နှိမ်နင်းနေတယ်ဆိုပြီးစစ်တပ်လက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးကနိုင်ငံတကာတန်တမန်တွေကိုခေါ်ပြီးရှင်းပြခဲ့တယ်လို့နိုဘလ12ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ရန်ကုန်အခြေစိုက်တန်တမန်တွေနဲ့ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်စားလှယ်တွေကိုခေါ်ပြီးရှင်းပြခဲ့တယ်လို့လည်းသိရပါတယ်။ ်မြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်သူတွေရဲ့69.5%ခန့်လုံးဟာအိန္ဒိယနိုင်ငံတွေကနေတဆင့်ကုန်းလန်းကနေဝင်ရောက်လာပြီးအဲ့ဒီရာဇဝတ်ဂိုင်းတွေလက်နက်ကင်အဖွဲ့အစည်းတွေဟာအင်တာနက်လျှက်စစ်မှုနဲ့ငွေကြေးလွှဲပြောင်းတာတွေကိုအိန္ဒိယနိုင်ငံတွေကအခြေခံအဆောက်အအုံတွေကိုအသုံးပြုတာတွေကိုတွေ့ရတယ်လို့စစ်ကောင်မရှင်ဝန်ကြီးကပြောပါတယ်။ ဒါပြင်မြန်မာနိုင်ငံရဲ့ပကတိမြေပြင်အခြေအနေတွေကိုတန်တမန်တွေအနေနဲ့သက်ဆိုင်ရာအစိုးရတွေစီကိုမှတ်ကန်စွာတင်ပြပေးဖို့စစ်ကောင်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေကတိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလိုတန်တမန်တွေကိုစစ်တပ်ကခေါ်ယူပြီးတိုက်တွန်းပြောကြားခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့ဟာစစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်နဲ့မဟာမိတ်ဖြစ်တဲ့ရှီကျစ်ကျန်းကိုထိုင်းနိုင်ငံကနေတရုတ်ကိုလွှဲပြောင်းပေးလိုက်တဲ့နေ့ဖြစ်ပါရဲ့ရှင်။